မင်္ဂလာပွဲအတွက် planning တယောက်အနေနဲ့ငွေသိန်းရာချီယူထားပြီးမှပွဲကိုဖြစ်တယ်လို့စီစဉ်ပေးခဲ့လို့ပြဿနာကြီးကျယ်တက်နေတဲ့ Amazing Floral Service ရဲ့ Season 2 David Shine တို့နဲ့ချိန်တဲ့ချိန်ကရှိတော့ဒီမှာတော့တို့တို့ကမာလိုက်ပြီအဲ့ဒီအချိန်မှာအကောင်လုံးလွဲကုန်တာအိုင်မင်းတွေအကောင်လုံးလွဲကုန်တာအဲ့ဒီမှာကြည့်လို့အခုပြောတဲ့စကားတိုင်းအော်ငါတို့ကတော့ငါတို့ပွဲကိုတူတူလို့လုပ်ပေးမယ်ဆိုတဲ့အတိုင်းပဲလုပ်ပေးမယ်ပြီးတော့လိုက်တယ် မင်္ဂလာပါပရိသတ်ကြီးရှင်အခုရက်ပိုင်းရက်တွင်မင်္ဂလာပွဲတွေကိုစီစဉ်ပေးပါမယ်ဟုဆိုကငွေသိန်းရာချီလက်ခံပြီးမှပွဲရောက်တဲ့အချိန်မှာဖြစ်သလိုတွေပြုလုပ်သွားခဲ့တာကြောင့်ပွဲရှင်တွေအနေနဲ့ပွဲထဲကိုရောက်တဲ့အချိန်မှာအဆင်မပြေမှုများစွာရင်ဆိုင်ခဲ့ရပြီးမင်္ဂလာဦးနေ့ရက်တွေကိုခက်ခဲစွာနဲ့ရင်ဆိုင်ခဲ့ရကြောင်းလူမှုကွန်ရက်ပေါ်မှာပြောဆိုမှုတွေများစွာရှိနေခဲ့တာဖြစ်ပါတယ် အဆိုပါပွဲစီစဉ်သူဒေးဗစ်ဆိုင်ဟာပွဲမကျင်းမခင်အချိန်မှာတော့စကားတွေကိုရှင်းရှင်းဝေအောင်ပြောပြီးငွေအမြောက်အများကိုလက်ခံခဲ့ပေမယ့်အမှန်တကယ်ပွဲချိန်ရောက်တဲ့အချိန်မှာတော့ပြောထားသလိုမဟုတ်ပဲတန်ဖိုးမရှိညံပြင်းတဲ့ပုံစံတွေနဲ့ပွဲစီစဉ်ခဲ့တာကြောင့်ပွဲရှင်တွေအနေနဲ့မျက်နှာပြက်ခဲကြရတာလည်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကိုရိုင်းကြုံတွေ့ခဲ့သူတို့သမီးတယောက်ကညီမတို့မင်္ဂလာပွဲရဲ့အတွက် Amazing Florence Service ကို One Stop Service အပီးအလိုက်တာပါ Planner က David Shine မှာ သူများစီကပတ်စံကိုယာနဲ့ချီယူပြီးပြဿနာတွေတက်အောင်လုပ်သွားခဲ့တာပါ fan decoration photo and video sound system projector lighting dry ice အစားအသောက်အတွက်ခုံပကံတွေကပါအစားသူနဲ့အကုံအပ်ထားခဲ့တာပါအရန်မျော်လင့်ထားလို့မင်္ဂလာပွဲမတိုင်ခင်6လအလိုကလေးကသူတို့စီမှာအစားအဆုံးတခြားအချိန်ပေးပြီးစုံစမ်းနေပွဲမတိုင်ခင်ဆယ်ရံငွေကို90ရာခိုင်နှုန်းထိတောင်ကြိုးပေးထားတာပါ ပွဲမရောက်သေးပေကျန်တဲ့ငွေတွေကိုနှီးအမျိုးမျိုးနဲ့ဖုံးဆက်ပြီးတောင်းပါတယ်။ Photo and Video Package ပြတော့တခြား Studio ရဲ့ Package တွေကိုအလွဲသုံးစားလုပ်ပြီးအဲ့ဒီဈေးအတိုင်းညီမတို့ကိုရောင်းပါတယ်။စပွဲကုန်ပကံခင်းချင်းပြင်ဆင်အားလုံးအတွက်ရန်ကုန်ကနေဝေတာတွေပါခေါ်တာလူအရေအတွက်အတိအကျရောက်မလာခဲ့ပါဘူး။ဒါတွေကိုအပီအစီသူ့ဈေးအတိုင်းအပ်ထားခဲ့တာပါ။ အမေဆင်းပလန်နာကကြားထဲမှာဖြတ်စားပြီးညီမတို့မှာထားတဲ့အတိုင်းအပြည့်မလုပ်ပေးဘဲသူ့ဘာသာအကုန်ပြန်လျှော့ပြီးမှာတာပါပွဲလေးမှာမိသားစုနဲ့လူငယ်တွေကိုအဲ့တဲ့တွေလာရင်အဲ့ခံရေးမှာလေးဟာမှာဆိုလို့အားလုံးကိုအဲ့ခံရေးပိုင်းမှာပဲစီစဉ်ထားခဲ့တာပါ။ကျန်တဲ့အစားအသောက်ပိုင်းအခင်းချင်းပြင်ဆင်တွေကိုတော့ရန်ကုန်ကဝေတာတွေခေါ်ထားတာပါ။ င်္ဂလာပွဲရောက်တော့သူတို့စီမအပ်ထားတဲ့ one stop service ကသူတို့တွေမစီစဉ်မဲရောက်လာတဲ့ခုံတွေဇပွဲတွေပကံတွေအားလုံးကိုခုနကဧကန်ရေးပိုင်းမှာထားထားတဲ့လူငယ်တွေနဲ့နှစ်ဖက်မိသားစုကအဲ့တဲ့တွေကိုအဲ့မကန်ဖြစ်ပေသူတို့တွေကပကံတဲ့ဇပွဲခင်းခုံတဲ့အဲ့ဓာတွေလုံနေရတာနဲ့ပွဲတစ်လျှောက်လုံးမှာဧကန်နေရာမှာလစ်ဟာသွားလို့အဲ့တဲ့တွေနဲ့မျက်နှာပြက်ခဲရပါတယ် အဆိုးဆုံးကတော့သူ့လောက်ရဲ့ကြောင့်မင်္ဂလာသူတို့သားကမင်္ဂလာပွဲမတိုင်ခင်နှစ်နာရီအလိုပွဲနာနီးမှအခင်းအကျင်းပြင်ဆင်အတွက်လူမလောက်လို့ပွဲခန်းမထဲမှာခုံနေလိုက်တည်နေရတာဖုန်တွေနဲ့မြင်လို့တောင်မကောင်းပါဘူးသူတို့သမီးကအဲ့ဒီကိစ္စတွေကြောင့်မိကက်ကောင်းကောင်းမပြင်ရပဲသူလုံးတဲ့ပြဿနာကြောင့်ဖုန်းတွေတကန်ကန်မြည်ဖြေရတာနဲ့ stress တွေပြီးပြီးပျော်ဖို့ကိုယ်တော့မတွေးနိုင်တော့ပဲမလဲချအောင်ထိန်းနေရတဲ့ခံစားချက် တသမတခါမင်္ဂလာရွှေရတဲ့နေ့မှာအလုံးအစင်ပြေအောင် one stop service အခါမှာသူတို့မလုပ်ရဘဲ one stop service ကိုပွဲရှင်တွေကအစာအဆုံးဝင်လုပ်ရတဲ့အနေတနေပါပဲဆက်ပြောရရင်ဖိုတိုအန်ဗီဒီယိုတွေကိုပေးရမဲ့ဂျန်ငွေကိုဆက်မရှင်းမဲ့နေနေတော့ပါပဲညီမတို့ရဲ့အမတ်တရပုံတွေလည်းအခုထိကိုမရသေးပါဘူးအခုလောက်ခဲ့တဲ့လောက်ရက်ကမင်္ဂလာမယူရပဲအပူတွေယူခဲ့ရတဲ့နေ့တနေ့ပါပဲ သူများချင်းနဲ့စာနဲ့ရှာထားတဲ့ငွေတွေကိုယာနဲ့ချီယူပြီးကို့အတွက်ပဲကို့ကြည့်ပြီးလှုပ်ချသွားတာပွဲပြီးသွားပေမဲ့အခုကြောင့်ညီမတို့မျက်နာပြက်စရာတွေကြံခဲ့ရတယ်အခုရဲ့ပြဿနာတွေကိုဆက်ပြီးတော့ဖြေရှင်းနေရတယ်ပွဲအတွက်ရိုက်ကူးထားတဲ့ဗီဒီယိုတွေနဲ့ပုံတွေကိုတော့ပြန်မပေးဘူးနောက်ပြီးကြံသေးတာကညီမတို့လိုချင်တဲ့အတိုင်းပန်းဒက်ကိုရေးရှင်းပြတာနဲ့သူလုပ်ပေးတာနဲ့ကတခြားစီပါဖះเจ้าနဲ့အဲခံပွဲအတွက်ကိုပန်းအတွက်ကြီးပဲတိန့်တရာကျော်တုံးထားတာပါ တကယ်ပွဲနေမှာပြောထားတာနဲ့လုံးဝတခြားစီပါပဲ။ညီမတို့ပြောထားတဲ့အတိုင်းလူချင်းတဲ့အတိုင်းလုံးဝပါမလာပါဘူး။အထူးသဖြင့်ဖျားဆင်ရှိမှသတို့သားနဲ့သတို့သမီးအတွက်ခွန်ဝရှိမှအလားဆင်ရမှာကိုလုံးဝမလုပ်ပေးထားပါဘူး။ညီမပြောတဲ့ဖိုတိုဘူးနဲ့သူလုံးချလိုက်တဲ့ဖိုတိုဘူးကတခြားစီပါပဲ။ backdrop မှာလှေကားပါတဲ့ပုံလေးအပ်ထားတာသူလုံးပေးတာနဲ့လှေကားမပါတဲ့အပြင်အပ်ထားတဲ့ပုံစံနဲ့လည်းလုံးဝမတူပါဘူး။ စနေနေ့မင်္ဂလာရဲခံပွဲပြီးတာနဲ့ဖះเจ้าထဲမှာအလှဆင်ထားတဲ့ပန်းတွေကိုတနင်္ဂနွေနေ့ဖះเจ้าရှိတဲ့အတွက်ပန်းအစ်စ်တွေထားခဲ့ဖို့ပြောတာသူထားပေးမယ်ပြောပြီးဘလို့လောက်ခဲ့လဲဆိုရင်ဖះเจ้าထဲမှာအဲညာကပန်းတပွင့်တော်မှ မထားခဲ့ပေအကုန်လုံးပြန်ဖြုတ်သွားတာပါပန်းတပွင့်မှမကြံတော့ပါဘူးတည်တဲ့အချိန်ကည10:00နာရီထိုးနေပါပြီဘယ်ပန်းမှမရတော့ပါဘူး မနက်ဖျားเจ้าအတက်ဖျားเจ้าထဲမှာပန်းတပွင့်မှမရှိဘဲနဲ့ဖျားเจ้าလာတက်တဲ့ဘာသာသူတွေဘလို့မြင်မလဲစဉ်းစားတာကြည့်ကြပါဖုန်းဆက်ပြီးလမ်းပြီးတော့သူမဟုတ်เจ้าပဲညင်းနေဒီပန်းတွေကိုပြင်တာသူတို့ပဲရှိတာပါပန်းတွေကညီမတို့ပေးဝယ်ထားတဲ့ညီမတို့ပန်းတွေပါဒီလိုပြန်လုံးရက်တာတကယ်ကို အကြီးတန်းလွန်လာပါတယ် ဲ့ဒီထက်ဆိုတာကမနက်မိုးလင်းဖះကြောင်းတက်ပြီးတော့ခုနပြောတဲ့ဖះကြောင်းထဲမှာထားမယ်ပြင်ဆင်ပြီးသားပန်းတွေရောအသစ်ဆက်ဆက်မပြင်ရသေးတဲ့ပန်းအစည်းလိုက်ကြီးတွေကိုအထုံးနဲ့ထုတ်ပြီးအပင်အောက်မှာလွှင့်ပစ်သွားတာပါညီမတို့ကအမိုက်ထုတ်တွေထင်ပြီးလွှင့်ပြမလို့သွားကြည့်တော့မှဖះကတ်ဖို့အတွက် တောင်းဆိုထားတဲ့ပန်းတွေရောပြင်ပိုးလှုပ်ထားတဲ့အသစ်ဆက်ဆက်ပန်းအစည်းလိုက်တွေကိုပါလွှင့်ပစ်သွားတာပါညီမတို့လှလှလေးလိုချင်လို့ဒီပန်းတွေကိုဒီလိုလှုပ်ရက်ခဲတယ် ပွဲပြီးတဲ့နောက်ပိုင်းမှာလည်းသတင်းတွေပြန်ကြားရတာတခြားပွဲရှင်တွေကိုငွေတွေလွှင့်ပြီးပွဲပြတ်တဲ့အထီးဖြစ်လို့သက်ဆိုင်ရာနဲ့ဖြည့်ရှင်းနေရလို့နောက်ဆုံးထွက်ပြေးနေရတာပါသူများမင်္ဂလာယူရတဲ့အချိန်မှာမျက်ရည်တွေနဲ့ဖြတ်ကျော်ခဲ့ရတဲ့အပြင်ပွဲပြီးတော့လည်းကိုယ်ပုံတွေတောင်ပြန်မရပါဘူးအကိုပြန်မခံစားရပါစေနဲ့လို့ပဲမျှော်လင့်ပါတယ် နောက်ပိုင်းပွဲအပ်မဲ့သူတွေကိုလည်းဒီ page နဲ့ဒီလူကိုဝေဝေးတာရှောင်ကြပါလို့ပြောပြခြင်းမာတယ်ဟုဆိုကောင်းကိုရင်ကြုံတွေ့ခဲ့သူတို့သမီးကပြောပြထားတာပဲဖြစ်ပါတယ်။အဲအခုကဒီမှာဆောင်ပြီးတော့တွေ့ရဥစားအစအနေနဲ့ပြန်ပြောတော့ကိုကပြောချင်နေဆိုလို့ရှိရင်တော့ဟုတ်တယ်မဟုတ်ဘူးပဲပြောပါတော့။ဒီမှာတော့ကျွန်မရဲ့ဥစားတွေဟုတ်လားမဟုတ်လားအစဆုံးပြောပါဦး။အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာလာအပ်တယ်။ဒီကိုစီမှာလာအပ်တယ်ဒီမှာပဲနော်။ဒီမှာလာအပ်တယ်၊နေရနေရလာအပ်တယ်။အဲ့တော့အခုဒီမှာဖြစ်ချင်နေတယ် ဖုန်း။ဟဲ့ဒါကကနေပြေးတာပေါ့။ဟုတ်ကဲ့။အခုညီမဆက်နေပေါ့ကြာပြီ။အခုလောက်ထားရပွဲပဲ။ညီမတို့ဆောင်နေ Holy Trinity မှာလဲနော်။အဲ့ဒီပွဲမှာဟိုပဲ။ကြာတယ်။ကြာတဲ့အချိန်မှာလဲနော်။ဆက်ပြီးကြိုးရှိ။ဟုတ်ကဲ့။အခုပြောရဲ။ဆက်ပါတယ်။နော်။ဆက်ပါတယ်လို့ပြရဲ။ဟုတ်ကဲ့။အခုကအဲ့ပွဲကိုနဆက်အခုတနေ့အောင်လို့နေအခုလည်းစကားပြောတော့ပေါ့နော်။ညီမတို့ကဒီချက်တန်ပွဲကိုဒီချက်ဒီချက်ဒီချက်တန်ပွဲတရားတော့လုပ်ချင်မှာမဟုတ်ဘူး။နော်ဆိုတော့ရှင်အကို29တိုင်းကိုပြောလို့မရပါအဲ့ပွဲကအရန်လာလို့ကိုပြနာအရန်လာလို့အဲ့ပွဲတိုက်ဖို့ချင်လို့ okay ဒါမဲ့ အဲညီမတို့25နဲ့ပြီးသွားတယ်ဘာလို့လဲဆိုတော့သူတို့ဖိုတိုဘူးတွေအတင်းမှာနှစ်ခုပါတယ်အဲကြောင့်ညီမတို့ကတစ်ခုပဲတစ်ခုမှမလို့လေးလေជីជីလေးဟာလားជីជីလေးတလားလေးတစ်ခုပဲနှစ်ခုစင်မလားဆိုလို့ကွာဟုတ်လားအဲ့တော့တစ်ခုပဲတေးချာလေးကြအောင်လို့ဆိုပြီးတော့ဖိုတိုဘူးတွေအများကြီးလို့ကျွန်တော်အများကြီးလုပ်ပေးနေအတင်းမှာရှောက်တယ်ဒီလေဘာမှမလို့ဒီဖိုတိုဘူးတွေပဲជីជីလေးခက်ခက်နားလူတွေကမတက်ရလိုက်လို့ရှင့်ဒီကမတက်ရလိုက်လို့ရှိရင်လုံးဝအလွတ်လုံးဝအလွတ်ကမှအလေရဥဆောင်မှာလုံးဝအရှိဘာပေးရလိမ့်မယ်လဲဒါစိတ်ပါတယ်ပြန်လာတော့ထားလိုက်ဘူးရရလေးစားတော့မှပြန်မယ်ဒီတစ်ခုလေးလို့ကျွန်တော်အဲ့တစ်ခုလေးပဲရှိတယ်ပြန်မှာထားချက်လေးမှာ ကောနော်အဖြူကိုပြောရတယ်အဲ့ဝဲတိုင်းကိုကြိုက်ကြိုက်ကြောက်ကြောက်မပြောရတယ်အခုပြောရရင်စီးတိုင်းပဲအခုအဲ့ဝဲကိုလည်းညီမပြတော့35လေးလို့ပြောတယ်ညီမအမ50လေးပြောတယ်ညီမအမ50အဲ့လမ်းကကိုလည်းပဲဆိုင်တယ်အကူအားလုံးလေးချရတယ်ပြောလို့ဒါညီမတို့အဲ့ဒါနှစ်လပိုင်းတော့အဲ့တဲ့တော့ကြောင့်အဲ့တော့ကစီးလည်းဖြစ်နေမှာပေါ့နော်အဲ့တော့ကြောင့်အဲ့နှစ်ဆမ်းလာနေတော့မှညီမတို့ကပွဲရောက်သွားလို့လူရဲဥစ္စာတွေရှိလို့ချင်းပြောလူရဲဆိုလို့ချင်းညီမတို့ထပ်ပေးရမှာပဲလေနော်လူရဲဥစ္စာကိုလည်းလူရဲဥစ္စာဆင်းရဲလို့ထားညီမတို့ပေးမယ်လာချင်တာကိုကိုမင်းမှာပဲလေနော်လာချင်တာအကောင်လုံးတို့တို့မိန်းမလာချင်ဘူးအဲ့တော့ကြောင့်မပေးဘဲလို့ပြောထားတယ်ဒီအဲ့ဒါနဲ့ပြီးသွားတယ်အဲ့ဆမ်းမပေးဘူး စားတော့အကူအကူစမအပါလို့ပြောတယ်။အစားတော့ကမှအဲ့အဲ့ဒီစရာဒီစီပဲညီမတို့တိအကူစမအဲ့လို900တော့မေးကိုတက်တာတော့တစ်ချောင်းလုံးမေးကိုတက်တာတော့ညီမတို့ရရင်ချမ်းသာတော့အဓိကအကူစမအဲ့တာအကူမပြောလဲအင်းကအဲ့တည်းညီမလို့ရှိရင်အဲ့တည်းဦးဝင်ထွက်တယ်ကိုအကူကြည့်ပေးမယ်။လူ300ချက်ပုံနေလူ400ချက်ပုံနေလို့ရှိရင်အကူအဲ့ဒါကို manage လုပ်ပေးမယ်ဆိုရအောင်ညီမတို့လူချင်တော့အကူစမအဲ့တာဟုတ်ပါဘူး။မဟုတ်ညီမတို့ညီမတို့လုပ်ဟုတ်တယ်နော်အဲ့တော့ကွာအဲ့ဒါကြီးကြည့်ပေးမယ်ဆိုတဲ့အတွက်ကြောင့်မထားအခုရှင်လို့အဲ့အဲ့ဒါဆိုတဲ့အဲ့လိုက်ပါမယ်ကွာ900ကျော်တော့တက်တာလို့အဲ့ဒါမဟုတ်ဘူးသူကအဲ့ဒါကိုလို့ရှင်လို့အဲ့ဒါ နော်ကိုအဲ့ service ပေးပေးမယ်ဆိုတဲ့အတွက်ကြောင့်ညီမတို့လည်းခက်ပြန်မလို့အော်ယုံကြည်ရမှာပါဆိုပြီးတော့ညီမတို့အဲ့အဲ့လေအဲ့ဒါကြောင့်လည်းအစားတော့ကိုအဖြစ်သွားတယ်အစားတော့ကိုညီမတို့အားစိုက်ရလို့ပေးမှရမယ်ပေးမှဒီစီးနေရမယ်ဟုတ်တယ်နော်ဟုတ်တယ်လေးပွဲရလို့ရအောင်ကိုလာတော့လို့ရတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်လို့လို့ပြီးတော့အဲ့တဲ့အချိန်မှာ okay ညီမတို့ပေးသွားတယ်ပတ်စံညီမတို့ခောက်မှာဒီဘလောက်နေနေဆိုင်တော့လောက်ပေးလိုက်တယ်ထင်တယ်ဆိုတော့30လောက်ပေးလိုက်တယ် အခုဘာလို့ဆိုလို့ရှိရင်ဒါ7ကျော်လောက်ဆိုတော့ဝယ်ပြီး lighting dry lighting ရတယ်အခုအစအဆုံးအပြင်တော့ကဘာကိုပြောပေးမယ်အပြင်မှာမောင်းနေညတ်တ်ဆိုလို့ရှိရင်အဲ့လိုကြောင့်အပြင်မှာပါပေးပေးမယ်အခုစိတ်ချဟုတ်တယ်နော် dry lights ကတော့မပြောတော့ပါအဲ့လိုမျိုးဆိုရတော့ကြောင့်အခုအဲ့လိုမျိုးပြောတဲ့စကားကြောင့်အခုစမှာစားတတ်တာဒါပေမဲ့ဝယ်နေနီးလာနီးလာတော့ဝယ်နေသွားသည်ပြီးလို့ရှိရင်အဲ့ရှိမှာထိုင်ရခုလူသားသူသမီးထိုင်ရခုအရှိအောင်လေးရမယ်မြမကိုကြည့်ကြည့်လိုက်ဟမ်မြမအမှာဘာခုံးနဲ့ထိုင်လိုက်ရအဲ့ဒီအောင်လေးရတတ်တယ်ဟုတ်တယ်သွားယူလေသူတွေကအကိုတော့မဟုတ်ဘူးတခြားသူတွေသွားယူတာဘာလို့သွားယူပါလဲအခုဆိုငါးဦးလေအခုပဲဆိုငါးဦးလေပြောတတ်တယ် ပြီးတော့အဲ့ဒီခေါ်ကိုကိုညီမပေါ့အဲ့ဒီမနက်မှာပို့တယ်အဲ့ဒီမနက်မှာ30ရက်ညညမှာပို့တယ်ညီမဈာိုင်းမှာလည်းနည်းနည်းပေးတကယ်ပို့အောင်ဆိုတော့မပို့ပို့လာတဲ့ခါကျတော့လည်းကိုယူလို့ညရတော့အစီအစဉ်ပေးမယ်ဆိုတဲ့အစီအစဉ်ပဲအဲ့တော့ညီမအဲ့ခုံကြီးကြီးနဲ့ဆရာဆောင်မှာထိုင်ရတယ်တပုတ်လေးထဲမှာမြေထွက်လာတယ်ကျောင်းအိတ်ခုံလေးဒီခုံလေးအခုပေရောကဘာမှမကင်းနေအဲ့တော့အိတ်ခုံလေးညီမအိတ်ခုံလေးခိုင်းလိုက်ရရှောက်လေးတွေဝင်လာဟဲ့ခေါင်းကြီးအမြင်အောင်ဆိုပြောမြင်ဘာမှလုပ်လို့မရဘူးလေအခုဆို9ဦးရဲ့ကိုလိန်နာကအခုဆို9ဦးရဲ့ဟိုရှိရှိလေးပဲပြောတယ်ကျောင်းအိတ်ခုံလေးထိုင်ရဟုတ်ပြီပွဲရရောက်လေရောအခုစားတောက်တော့ပေးရတဲ့ဆိုင်ရည်ကောင်တော့အခုသုံးနာ ဲ့ဒါကိုမနေ့ကံမင်္ဂလာဆောင်မယ်ဒီနေ့ညလိုမျိုးကြောက်မှာကျွန်တော်တို့ပြောအဲ့ဆန်လေးကိုအခုသုံးနာပါတယ်ဆိုတော့ဒီကကောင်မကြီးကဘာလုပ်ရမှာလဲအဲ့တော့ညီမတို့ကအစားအသောက်ကိုတိတ်လေးစေကြောင့်နောက်နေ့ဆောင်ပြီးကြားတဲ့ပတ်စံလေးအကုန်လုံးပေးလိုက်ရဆိုရင်ထားလိုက်အဲ့အစားအသောက်တော့ကိုမနေ့ကံအတွက်အစားအသောက်ကိုဒီညဆိုင်မပေးဘူးဆိုရင်လမ်းချလမ်းချလုံးအဲ့ဒါကိုချွေးရမှာနော်အဲ့တော့အဲ့အနေပြီးတော့ဆက်ချက်မယ်မင်္ဂလာပဲခေဆိုင်လိုက်ပါမယ်ဆိုတော့တိရအခုညီမအင်းညာဖုတ်ဆက်အခုလှုပ်ဖြစ်မှလားညီမတို့ပဲလှုပ်ဖြစ်မယ်ဆိုရင်လက်လာလေးလှုပ် မလုပ်ရဘူးဆိုတော့လည်းမလုပ်နေတော့ကျမတို့မနဲ့တွင်ချင်ညနေပိုင်း၄နာရီလို့တခြားလူကိုလုတ်ခိုင်းမယ်ကျမတို့ပြန်ကြောင်ညီမပြေလုတ်ခိုင်းလို့ဆိုမဟုတ်ဘူးအခုလုတ်ပြမှာလုတ်ပြမှာလုတ်ပြမယ်ဆိုတော့ကောက်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 လုတ်ပြီးကျမတို့လည်းဆောင်းညီမတို့လည်းတစ်ခါပဲဆောင်းလို့ရအောင်ညီမတို့မှမဟုတ်ဘူးအဲ့ဒီမနဲ့ဆောင်းမယ်ညီမတို့နဲ့တည့်ရက်ဆောင်းမယ်ဆိုလို့တကယ်အမှားပဲအခုထိသူညီမလည်းဖုံးဆက်တယ်ရှိရထရမာရရတော့အခုတန်တော်သူကြားချင်ကိုနဲ့တော့တွေ့ချင်ဒါပေမဲ့ပတ်စံတော့ပြန်လို့ချင်တယ်ဒါပေမဲ့ပတ်စံပြန်လို့ချင်တာပဲသူလည်းမရောက်ခါရှာတာပဲညီမတို့လည်းမရောက်ခါရှာတာလေနော်ခုနကဆက်ပြန်မယ်အမှဖျားချောင်းရက်သွားတယ်အဲ့ဒါရောက်တော့ကတ္တနာကြီးကြီးကြတော့အခုညီမပွဲဝင်နေတယ်အခုပြန်သွားတယ် ်ရက်စနာလူလူတိတက်တယ်အသိစိတ်ရှိရဆိုလို့ရှိရင်အခုဒီပတ်စံကိုလည်းမဆိုင်ရတော့အစားတော့ကဲငါဒါလေးတော့ငါကြည့်နေလိုက်ပါမယ်လေဆိုတော့အခုပဲဆုံးထိရှိနေရမယ်ပဲဆုံးထိရှိပြီးအစားတော့ညီမချောက်တည်လိုက်ချောက်တယ်အဲ့ဒီအချိန်မှာစီစဉ်မဲ့သူမရှိဘူးတောင်းခံမဲ့သူမရှိတဲ့ခါကျတော့အစားတော့ကညမှာမှာတို့လည်းချက်နေတော့ငါပြုတ်နေတော့မလားဘာဖြစ်နေလဲမသိတော့ဘူးလေအဲ့ချိန်မှာတို့ငါနိုင်နေစိမ်းမလားဖျားချောင်းဖျားချက်ကပြီးနေပြီကွယ်ညီမတို့လည်းကြည့်ထိုင်နေရမှာတချင်းနေရာညီမပြေတာတယောက်ပြတယောက်တချင်းတက်ဆိုတော့ရောက်မြက်သေးတာအစားတော့အစားတော့မရောက်သေးတာရောအစားတော့မခင်းသေးတာရောအမှသူကမဆုံးနဲ့ဒီကမဆုံးနဲ့ဒါအခုမပြောနေလို့လားမပြောနဲ့ဒါအခုစီစဉ်ပေးမယ်လို့ပြောရတဲ့အချိန် သူတို့နဲ့ချိန်တဲ့ချိန်တောင်ရှိတော့ဒီမှာတော့တို့တို့တို့မာလိုက်ပြီအဲ့ဒီမှာအကောင်တွဲကုန်လားတိုင်ပင်နဲ့အကောင်တွဲကုန်လားအဲ့ဒီမှာကြည့်မယ်အခုပြောတဲ့စကားတိုင်းအော်ငါတို့ကတော့ငါတို့ဘဲကိုထူထူလို့လုပ်ပေးမယ်ဆိုတဲ့အတိုင်းပဲလုပ်ပေးမယ်ချာပြီးတော့လိုက်တယ်လိုက်တယ်ကလည်းဆုံးထူထိုးပေးတယ်ဒီမှာမအောင်လို့မဲလို့ထူးလို့အဲ့တဲ့ဒီမှာဆိုချင်ပွဲရဲပွင့်ပြီးချင်ပွဲတဲ့ဒီမှာနေ့ကြီးတစ်ချောင်းနဲ့ထင်ထွားပါစကားတော့ပြောင်းနေတာပြောင်းနေတာပြီးရအဆိုးဆုံးတစ်ချက်ဆိုးဆိုးလည်းမထူးပေးခဲ့တဲ့ချိန်ပဲနေကျွတ်ကျွတ်ချက်တယ်နဲ့အခုဆောင်ရည်လို့မျိုး ချွတ်ချွတ်ချက်တဲ့အကောင်လုံးကအော်လီလိုက်တာနဲ့ဘလောက်ဝင်လာဆိုဘယ်လိုဖြစ်တာလဲပြီးလို့ရှိရင်မှပြောရအကောင်လုံးအဖြစ်ဘုမတမ်းမှမရှိတာတမ်းရှိတော့အကိုအညိုအရှိမအညိုလုတ်ထားအလေမှာကျဲပဲနေပဲလုတ်ထားတာတမ်းကွင်းမှာမပါပြီးရှိအရှိမအခုအကိုခုနအကိုသွားခေါ်တဲ့နေရာမှာတုံးနာအတိုင်းအောင်နေရောဘာလို့ရောနေတာဟာအကိုထိုးလိုက်ပြီးလို့ရှိရင်အစိုးဆုံးကဒုသမီးထွက်လာတဲ့အချိန်မှာဒုသမီးထွက်လာတဲ့နေရာကိုတက်ဖို့ရိုက်မှာအဲ့တော့ဒီနောက်ကအကောင်လုံးကဟောင်းလောက်ကြီးနေနေရတချမ်းမဲ့ပါအဲ့တော့ဘယ်လိုလုပ်အဲ့တော့ဘယ်လိုစိတ်ကူးနေလဲအဲ့တော့လုတ်ခဲ့ရတယ် အဲ့ဒါကြီးကြတော့အခုအခုတောင်းခံပါတယ်တောင်းခံပါတယ်ဆိုတာလေပတ်စံကိစ္စကိုမပြောသေးဘူးအခုအခုညီမကိုလည်းတောင်းခံတယ်အဲ့ဒီလိုသမီးဆိုလို့ရှိရလဲမလားမပါတယ်ရောအစားတော့အဆင်မပြေတာကြီးအခုတောင်းခံတာလည်းမပြေဘူးညီမဘွားကြီးအခုတည်းဒီတို့တစ်ခေါက်ပဲဆောင်ရတယ်ညီမလည်းတစ်ခေါက်ပဲဆောင်ရအောင်အခုအဲ့ဒီလိုသမီးရဲ့အကောင်လာနေနေနဲ့ခါနေပြီလို့ရှိအခုချင်းအိမ်မဆိုလို့ရှိတယ်သူအိမ်နေကိုအိမ်မမတ်တယ်ရဲ့အိမ်မမတ်ပြီးတော့သူဝင်နေပြီးတော့သူမွားတယ်ရဲ့အမေအဲ့လိုခုတောင်းခံတာလည်းပတ်စံဆက်မယ်ဆိုလည်းအခုချင်းချင်းပတ်စံဆက်မယ်မဟုတ်ဘူးအကောင်လုံးပတ်စံဆက်ရအောင်လည်းအခုညီမတို့ပတ်စံချီးကြတာမဟုတ်အခုပြောတော့လို့ကွာအကျွေးရှင်တွေရောလို့မလို့ပါဘူးအကျွေးရှင်မဟုတ်ညီမတို့ကပတ်စံမချီးအခုကညီမတို့ပတ်စံညီမတို့တိောက်လို့လိန်တုံးတာ ဝီကြီးလိမ့်လေမှုအဲ့ဒါဝီကြီးလိမ့်လာငါတို့ဆံကိုတိောက်ကောင်းလာအခုအဲ့ခါပဲဆံကိုတုံးပြက်တာအဲ့တော့အခုခုတို့လိုပြောလဲအခုနားထောင်မယ်တာမမာရထားပေးရခုညီမတို့လည်းချိန်တယ်20ရက်နေ့ချိန်တယ်26ရက်နေ့ချိန်တယ်အခု27ရက်နေ့ထက်ချိန်တယ်ရှားမှာလားမရမှာလားဒီညီမလည်းအာမခံတယ်အခုကပြောအတက်နဲ့အာမခံတယ်ဘုရားတဲ့ညီမမဟုတ်လို့ညီမအာဒီလိုချက်အကျင်မညီမတို့မင်္ဂလာဆောင်တော့ဟုတ်တိုင်းရှိတယ်မှန်တယ်အခုညီမအကျင်မဘာမှဆိုတော့တက်မှာမလဲအော်ဒီတော့ဒီလိုချက်အထဲမှာမီးလည်းမပါပြီးလို့ရှိရင်မန်နီဖောက်ဆိုလို့ရှိရတယ် တန်းရောင်ပလင်းပလင်းလေးလုပ်တာအခုညီမကပုံကိုတော့အာအကြည်အောင်ပုံလေးကိုပြီးလို့ရှိရင်ညီမတို့ကိုတာလေကိုကိုတာလေညီမတို့ရဲ့တက်ပုံလေးအဲ့ဒါလေးလည်းဘာမှမပါကျဆင်းအထင်မှမိုးရတာတက်တက်ပဲကိုလုံးလို့ရတာအများကြီးအထင်မှမိုးရတယ်โอเคအထက်မှာညီမတို့ကလေးစန်းစကူးဆောင်မှာပဲကျွတ်လိုက်ရအဲ့နောက်မှလည်းအခုအခုမှသာပြစ်စီရှိရဲ့ဆိုလေအခုလောက်လိုက်လို့ရတယ်ကောင်းတော့လှအောင်ကိုလောက်လိုက်လို့ရတယ်အခုဒီတိုင်းမှပြောမယ်ဆိုလို့ရှိရင်တော်ပြီးတက်တက်ပြီးတာလောက်လိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒါလေးလည်းအခုမလုပ်ဘူးတပိလို့လည်းမရတော့လို့ဖြစ်မှာပေါ့မရှိတော့လို့ဖြစ်မှာပေါ့တခြားဘက်မှာမင်းနဲ့ပိုင်လို့ပဲသုံးနာရရပါရရှိမှာဆိုတော့ဆိုတော့အဲ့ဒါမလုပ်ရဘူး อลุลุไล่ดอกคุณรู้ตัวไม่เด็ะก่อนีมารู้ว่าสาเสียังไงอยากอยู่พี่ไม่เชื่อเอเดรียแล้วก่อนเราไล่ดอกไปยังมารู้ปองเลยก็กำเนี่ยก็เราไล่เตะตะคุ่ะพายุตอนที่แข่งสุดยังมารู้ปองก็กำเนี่ยเอเดรียก่อนเราไล่ดอกไปนะรู้ตัวไม่เยอะก่อนเราเสียเนี่ยยังมารู้ยังมีกระลาอู้ยังมารู้มันหอบยังมารู้เนี่ยจุดตัวกูอยากไปมาข้างในอะไรตัวยังมีกระลาอู้เนี่ยเดียร์ไปรู้เช็ดได้ไหมรู้เช็ดยังมารู้แบบมารู้เปลี่ยนดีจ้าได้ไหมตัวเล็กตัวใหญ่เราเปลี่ยนดีจ้าได้ไหมยังมารู้ยังมีกระลาอู้ตัวยังนี่ยังนี่ตัวยังนี่สวยเฉยมั้ยมารู้ก็ใส่เงินเงินเงินแต่มารู้มีกระลาอู้ที่รู้เช็ดได้ให้สวยสิ่งเดียวก่อนเราอ่ะจดแค่ก่อนเราอยากเสกเดียวกูอยากชูละ အခုဒီမှာတော့ပြောင်းနေလေရက်ရနေရပဲစိတ်ညရတာညရအကောင်လုံးသူ့နေမှာပဲမှလို့လာပါပါဖြစ်ချက်လေအခုညီမတို့တောင်းမယ်နော်အခုပြီးတော့အခုဗီဒီယိုရိုက်ထားတယ်ဘာလို့ရိုက်ထားလဲညီမတို့ခံရရတဲ့တော့အကောင်လုံးကလာရသူတွေအကောင်လုံးကညီမတို့ပဲဒုစီစနာလေဒုသမီးညံ့လိုက်တာဒုသားညံ့လိုက်တာတို့ဒီလိုမျိုးငါပဲဘယ်လိုပြီးလို့ရှိရင်လာရသူတွေအကောင်လုံးတောင်းမယ်သူတို့ကိုတောင်းမယ်အဓိကသူတို့တွေမှာဒီညီမတို့ပဲလိုသားဖို့အတွက်အင်ဂျီဆုတ်ထားတာတွေကာကအကောင်ခံပြီးလာတာတွေအဲ့လိုစုပ်ပြီးစုပ်ပဲအကြည့်ဖို့မဟုတ်ဘူးအဲ့လိုမျိုးအစားအသောက်တွေကို စားတော့ပြောလည်းမျိုးထိုင်စားမှာပေါ့မဟုတ်ဘူးမြမအားနာတော့သူတို့ညီမတို့ပဲလာလို့တဲ့အင်ဂျင်ချုပ်ကြတယ်ဆန်ကုန်းကလာကြတယ်ညီမတို့လက်ဖက်ကြတယ်အဲ့တက်ဆက်များကိုထိုင်မဟုတ်ညီမတို့ကွန်ပျူတာရဲ့အဥ္စာကိုသူတို့ညီမတို့ပြန်ပြီးတော့ service ပေးရဲ့အနေနဲ့ပြန်ပြီးတော့လက်တပတ်တောက်ပေးချင်တာမပြရရအောင်တောင်းပန်လိုက်ရအကုန်လုံးသူတို့လည်းကောင်းမှုမတင်ရပြီးလို့ရှိရင်အဲ့ဒီအပြစ်မှာဆိုလို့ရှိရင်အခုကအခုမိုးရလို့မကလို့မုံနိုင်မဲ့တက်တက်ညီမတို့ပေးရတဲ့အမောင့်တက်ညီမတို့ပြောရတဲ့ဥစ္စာတက်အဲ့ဒီစီရရှိနေရမရှိနေတသိသေးပဲအပြစ်မှာအပြရရ အထက်မှာအတိုင်းရောင်နဲ့ဖြူရောင်နဲ့အညိုရောင်နဲ့ဘယ်လိုလုပ်မလဲငါတော့ပြန်ဆောင်လို့မရနိုင်ဘူးလေဒီလူတွေနဲ့ဘယ်လိုပြန်ဆောင်ရအောင်လဲတ냐ရည်လည်းချိန်ကုန်ပြီညီမတို့လည်းချိန်ကုန်ပြီပြီးရအဲ့အဲ့အဲ့ကိုပြီးရတဲ့သက်ဆိုင်တွေဆိုတာငါတို့၅ရောက်ချင်ပဲစုပြီးတော့အဲ့ကိုတက်ထားတဲ့၉လာတမန်၅ရောက်ချင်တဲ့သက်ဆိုင်စုပြီးတော့လွတ်ထားတယ်ဒါပေမဲ့ကိုအဲ့လိုလုပ်တော့အမေစီကတောင်းလာမှုစီကတောင်းလာနေလည်းလောက်ရတာပဲခေါင်းလုံးကအခုမူရီပြီးရဖြစ်သွားတာဒါညီမတို့ကတော်သေးတယ်တခြားလူတွေဆိုလို့ရှိရင်ညီမတို့ကအမောက်များတဲ့သူတွေအများကြီးပဲ တူရီဆိုလည်းခံစားရတယ်လူရဲစိတ်ကိုအကိုကက်ဆက်အောင်ချက်ပြီးတော့ညီမတို့အကိုစီမှာအပ်ထားတဲ့ဥစ္စာထားပါတော့အဲဥစ္စာကိုအကိုငါးဆသုံးဆပေးတယ်ညီမတို့ပဲပြန်ပြန်လို့မရသူတို့လည်းအကိုပေးလည်းပြန်ပြန်လို့မရနေပေးကြတယ်မရှိနေဘူးလားအဲ့ဒါတောင်းမယ်ညီမတို့ဝယ်လို့ထားရတဲ့လူတွေရောအခြားသူတို့သမီးတွေရောထားလို့ရှိရင်သူတို့ထက်တောင်းမယ်ပြီးလို့ရှိရင်တောင်းမယ်နာတောင်းမယ်နာတက်တက်နော်သူများကက်ဆက်အောင်ပြန်ပေးရမှာပြန်ပေးရမှာတက်တက်အခုညီမနဲ့တိုင်းမှာပြောသလိုအခုအပြစ်နဲ့ထိုက်တန်အောင်လို့လည်းတင်ပြီးသွားပါပြီလို့ပါတော့အခုအပြစ်နဲ့ထိုက်တန်အခုအပြစ်နဲ့ထိုက်တန်နေရဖြစ်ဆိုတာမရှိဘူးအခုလည်းညီမတို့ထောင်ထဲမှာထိတ်ချင် ်ခင်ဗျားနာကျင်ဝင်နေတာနာကျင်ရတဲ့အရာတွေလည်းညီမတို့လုပ်ချင်ဒါပေမဲ့ညီမတို့မလုပ်ပဲစားသူတမလာတယ်မသိအဲ့ဒါတော့အခုတမလာညီမတို့ကတော့ယုံကြည်ပြီးတော့ပြီးလို့ရှိရင်ဖြစ်သွားတဲ့သူတို့တော်များခင်ဗျားတို့မှဆောင်တဲ့သူတွေပဲနော်တကယ်အခုယုံကြည်သူချင်းချင်းအားလုံးလောက်ရညီမတို့လာတယ်ဒါလည်းဆိုမှအခုညီမတို့ဘုရားဆုတောင်းပေးရင်ညီမတို့ကယုံကြည်သူအချင်းချင်းမလို့အရင်ယုံကြည်ညီမတို့မှမဟုတ်ခင်ဗျားရတဲ့ဖခင်မှဆောင်တဲ့သူတွေအကုန်လုံးဟာပြီးလို့ရှိရင်အခုလည်းညီမတို့ဆိုလို့ရှိရင်အိမ်ကနေပါပဲပြီးပြီးချင်းအခုညီမပြောအိမ်ကနေ တင်လာပေးတယ်ညီမလက်လာလေးလောက်ပေးထားအပ်ကြတယ်နဲ့ခု review ပေးမှာတော်သေးရအခုမလုပ်ပေးလိုက်လုပ်ပေးညီမ review ကောင်းကောင်းကြီးပေးလိုက်ပြီ live မှာတင်လာပြီချမ်းလေးထက်လိုက်တာတကယ်အဲ့လိုမျိုးလည်းဖြေပြီးအခုလည်းညီမခရက်ဒီတော့ပေးရညီမတင်လာဆောင်ပြင်ချင်ညီမညီမချက်ထားပြီးပြီရှိဒါမှမတင်ရဘူးအော်ခရက်ရေဒီဒီချင်းမတင်မှာပြင်မှာအခုဒီနေ့အချိန်နေစိုးလာတယ်မတင်လို့လည်းမရညီမမတင်ညီမမပြောဆိုလို့ရှိရင်နောက်ထပ်သူတို့ကလည်းမပြောထပ်ပြီးငိုရမှာပြအခုကိုစီကလည်းရမယ့်ပတ်စံမှာရှင်းရှင်းပြောရလို့ရှိရင်ဖေဒရုသမီးကငိုပြီးတော့ဖေဒရုသမီးငိုပြီးမှရတဲ့ပတ်စံလေးဆိုတာလည်းမသိဘူးမယူရဘူး အဲ့ဒါမှအခုပြန်တော့ပေးရမှာဒါပေမဲ့တခြားသူတို့သမီးတွေကိုလည်းမဆက်လို့မလို့ချေဘူးပြန်တော့ဥစ္စာရှိရတိတ်လိုက်ဆိုလို့ချင်လဲတိတ်ကြတယ်ဘာမှလည်းမရှိဘူးအခုပစ္စည်းဆိုတော့တိတ်ချင်တယ်ညီမတို့ကဒါရရတိတ်ချင်တယ်ဥပစာအမပြန်ရတယ်ဒါပေမဲ့ဥပစာအမပြန်ရရင်ညီမတို့ရဲ့စိတ်စီရင်ညီမတို့ပြန်ရမှာပေါ့ဒါလည်းမထီလို့ရမှာမဟုတ်ဘူးဒါပေမဲ့အခုလောလောဆယ်မှာညီမရဲ့စိတ်ဖြစ်မှုကတော့ကိုယ့်ရဲ့စကားသိချင်မပြောရဘူးညီမကဒါတွေ့ဆိုရလားမတွေ့ဘူးဒါတွေ့တဲ့ခါကျတော့ညီမကဒါတွေ့ရတယ်ဒါတွေ့တဲ့အချိန်မှာအခုညီမတို့ပဲလာတဲ့သူတွေလိုက်မှရှိရှိမှာပဲသူတို့တောင်းမယ်အခုကြောက်ဖြစ်သွားတဲ့အရာတွေလည်းဆိုတော့တောင်းမယ် ကျွန်တော်ကျွန်တော်လည်းဒီလိုမျိုးဆက်ဆံနေကြရတော့เนาะကျွန်တော်လည်းဒီပဲပြန်မှပြန်လုပ်ခဲ့ရအောင်ပို့တော်တော်များလေးကျွန်တော်ရဲ့ program ကိစ္စတွေမှာ အဲဒီအတူပြဿနာခုဖြစ်လိုက်တဲ့အချိန်ကအဲ့လာမှမတူတော့ပေးရမယ့်ဟာကိုဒီရန်ရောက်လာတဲ့အချိန်နဲ့တကယ်တည်းဖြစ်နေတဲ့အခါကျမပေးမရတော့ဘူးကျွန်တော်ရှက်ခွင့်ကကျွန်တော်တို့ပေးလိုက်မိတာ ကျွန်တော် မားတယ်ပေါ့နော်။ဒါပေမဲ့မိမေတို့ညကြမှာမင်္ဂလာဆောင်မင်းညကြမှာအဆင်မပြေတော့ဘူးလို့ပြောတာမဟုတ်ပေမဲ့ဒါပေမဲ့အဓိကကလည်းဆိုကျွန်တော်ရအောင်ရှာနေတက်လိုက်နေတာဘယ်လို့မှမလွတ်နိုင်တော့တဲ့အချိန်ဖြစ်တာဖြစ်တဲ့အတွက်မပြောလို့မရတော့ဘူးဆိုတော့အချိန်ဖြစ်နေတာဖြစ်တဲ့အဲ့ဒီညမှာကျွန်တော်ပြောခဲ့တာပေါ့နော်။ဒါပေမဲ့ကျွန်တော်ဘက်ကမှားပါတယ်။ဒါပေမဲ့မိမေတို့မိမေတို့ကောင်းစီစဉ်ခဲ့တာပါ။ဘယ်ကျွန်တော်ဘက်ကမှားတယ်ကျွန်တော်ဘက်ကလုပ်ခဲ့တယ်။ဒါပေမဲ့တခုရှိလာကအဲ့ဒီမနေ့ပိုင်းဆိုလို့ရှိရင်ကျွန်တော်မိမေစိတ်ပူညာတော့တော့စိတ်ပူညာဆိုတော့ဒီအခါမှာမနေ့ပိုင်းကိုအစိုးရအောင်တော့တင်ပြီးခဲ့တယ်ပေါ့။တခုချက်ပြောမယ်။အဲ့မနေ့ပိုင်းကို သူအစောရောက်တယ်အစောရောက်တယ်ညီမကိုပန်းပြစ်နေတဲ့အချိန်မှာပုံပေါ်တယ်အရှင်းမှာအညိုရောင်ဖြစ်နေပြီအလဲမှာဖြစ်နေပြီညီမမြင်တယ်ဒါပေမဲ့ဘာပြောလို့ရတာမှာရှင်းမှာမရှိရတာဒီမှာဒီမှာပတ်သက်မရှိဘူးဆိုတော့ညီမသိရပတ်သက်မရှိတော့စားတတ်ကိုလည်းအရှင်းလို့မရတော့ဆိုတော့သိရအဲ့တော့အကိုရဲ့ဂျာဝါတော့မတူပြောနေလဲဘာလုပ်ကြည့်လို့ရမှာကိုကြီးဒီမှာတော့တမ်းမပါဒါပေမဲ့ညီမပြောလိုက်ပါသေးတယ်အဲ့ဒီမှာတယောက်ပါရောဖြစ်နေရယ်ဆိုပြီးပြောလိုက်တယ်လိုက်ကလည်းမပါသေးဘူးနော်လိုက်ကလည်းတော့တက်ပြီးမှလည်းတက်လိုက်ကလည်းပါမှာကျွန်မအိမ်မှာတိုင်လိုက်ကလည်းထွက်ချင်တာလည်းမထွက်လိုက်ရအောင်ဒါပေမဲ့လည်းတချို့ຢာကြီးကိုစီစဉ်တဲ့အရာတွေကတော့ဥပ္ပါကူတော့ကိုပဲပြီးတော့နောက်ဆုံးတစ်ခုအဲအတင်ကပုံကူပို့တယ် ဟုတ်တယ်ချေ၄နိုင်နဲ့ဘယ်တော့လည်းမသိဘူးတို့သမီးက၄နိုင်ခွဲ၄နိုင်ခွဲမဟုတ်အဲ၄နိုင်လားမြန်မာဆောင်ကသုံးနိုင်ခွဲလားမသိနောက်ဆုံးမြန်မာအချိန်ပြပါလေဆိုလို့ချက်ရှိတယ်ကွာမြန်မာအဲ့ဒီအချိန်မှာမြန်မာကဒါကြီးအပြာရောက်ပြီးလုတ်ပြီးသွားရင်ဥစ္စာပို့ရင်မြန်မာဘာလုပ်ရမှာလဲမရဘူးကိုရင်ပြင်တော့ဆိုလို့ရှင်လေပြင်လို့မရတော့ဘူးတို့သမီးကပို့နေရဲစကိုက်ပို့နေရဲညီမကပို့နေရလဲပြင်လို့ရမလားဆိုတော့ပြင်ခိုင်းရောပြင်လို့ရအောင်မလားအခုအခုပြင်လို့မရတော့ဘူးအခုမှထားလိုက်ရှိတယ်အခုထားခဲ့ပြီအခုလုံးလို့ရမှာအပြင်မှာလည်းသူလုတ်ပြီးနောက်ဆုံးနောက်ဆုံးပို့တဲ့အချိန်မှရှိနေဝင်နေရဟုတ်တယ်မင်းနဲ့အင်းကြီးကလုံးဝ အဲမူဇူပြင်းနေအဲမုန်တိုင်းဖြစ်နေတဲ့ခါကျတော့အစ်မလုံးလို့မရဒါစနစ်စုံပါပဲဒါပေမဲ့အဲ့ဒါတွေကတော့ညီမဧည့်သည်တွေညီမနားလိုက်ပေမဲ့လို့ညော်လင်းနေပေါ့နော်ဒါကတော့တို့လို့လေညီမဆောင်တဲ့အချိန်မှာတောင်းဆိုတာရာသီဥတုအခြေအနေကြောင့်ဆင်းနေရာသီဥတုအခြေအနေဆင်းမပြေတော့မှကျန်တဲ့ဟာတွေဖះเจ้าနဲ့မှလာနေရမယ်ဖះเจ้าနဲ့မှအဲ့ဒီမူရရဲ့အတွက်ကြောင့်ဟုတ်တယ်ဒါပေမဲ့မိဘတို့မင်္ဂလာမဆောင်ခင်တနင်္လာတို့တတိမှလုံးဝနေတာသွားတာ ကျေးဇူးတော်ပါနော်။တော့နေတာသွားတဲ့ခါမှာမိုးလောကမကြွားတော့အဲ့တော့ကျွန်တော်တနင်္လာနေ့ပြီးတော့လေးနိုင်ဆိုတဲ့အချိန်ရှိတယ်ပေါ့နော်။အဲ့ဒီအချိန်ကလည်းမိုးကလောကလူနာဆောင်ပွဲပြီးသွားတဲ့အချိန်ကမိုးကဆက်မကြွားတော့အဲ့ဒီအချိန်တော့ပါရလို့ရှိတော့ဆရာတွေပါရမလို့ပေါ့နော်။ဆိုတော့လက်ချက်ကအခုပြောဆိုလို့သူလည်းခက်ခဲကြတယ်မင်းသူလောက်တာတော့သူအဲ့ဒါကိုပြောမှထင်မှာပေါ့နော်။သူခက်ခဲတယ်ကျွန်တော်သူလောက်ပါရမယ်။ဒါပေမဲ့နေတာသွားတဲ့အချိန်နဲ့ဒီအချိန်လေးဆိုတာကတော့အခက်ခဲမဟုတ်တော့ဘူးထင်တယ်ပေါ့နော်။ဒါဖြစ်စီမပါလာတာတော့မပါလာတဲ့တစ်ပိုင်းပဲ။အဲ့ဒီအချိန်မှာဒီမှာအစ်မမှာထားတဲ့ဘက်ထရီဥစ္စာအခုလည်းအချိန်ငါဆက်မှာမဖြစ်တော့သူတို့သမီးတွေနော်မိကပ်ပြင်နေတဲ့အချိန်တွေနော်မိကပ်ပြင်နေတယ်၊သွားနေရတယ်၊လာနေရတယ် ကျင်တုံနေရတယ်ဖြစ်တုံနေရတယ်အဲ့ချိန်မှာမကြည့်နိုင်တာမကြည့်နိုင်တဲ့အချိန်မှာကြည့်ပေမဲ့လည်းစိတ်ကိုအတက်နိုင်ဆုံးတင်မြန်ဖမ်းမြင်လာဆိုပွဲငါလက်လာလေးသွားရမယ်ဆိုပြီးတော့အတက်နိုင်ဆုံးပြုံးပြီးတော့ပွဲလာရတယ်ဆိုတော့တိပါပုံလေးတက်လိုက်ပြီးတက်လာလို့ရှိရင်တွေ့တယ်မအတက်နိုင်ဆုံးပြုံးပြီးတော့ညီမမြင်လာဆိုပွဲညီမလုံးဝကောက်ကောက်မပြီးသွားလို့ညီမသွားတယ်ဒါပေမဲ့လည်းခံရရဲ့ဥစ္စာရတော့မပြီးသွားဘူးညီမညီမရဲ့စိတ်ကောင်ပြီးသွားညီမနောက်ဆုံးကိုခုတဲ့အချိန်မှာအပြာရောင်းဖြစ်နေတယ်ညီမဘာမှလုပ်လို့မရဘူးဒီပွဲပြီးသွားရမှတည်းညီမခုတ်လိုက်တက်လို့ရမယ်ပေါ့နော်နောက်ဆုံးမှသူညီမပွဲဝင်တာနဲ့ပြန်သွားတယ်အဆုံးထိမရှိဘူးဖုန်းဆက်တယ်အဲညီမတော့မှ20မိနစ်ချီဆောက် အဲ့ဗာလုံးကြီးပေးနိုင်မှာဟုတ်ရပါတယ်တက်တယ်မတက်ဘောနော်အမတကယ်ကြောက်လဲမပေးနိုင်ဘူးဆိုတော့ကိုစကားကြီးပြောချက်လည်းပြောပါဒါပေမဲ့အရင်ရှိရှိတွေပြောမနေနေတာတောင်းမနေချေတောင်းမကျွန်တော်ပြောချင်ချင်တော့အကောင့်တော့ဒီကောင်လေးမိလည်းကောင်းလိုက်ခဲ့တာပါဒါပေမဲ့ကျွန်တော်ကမှားတာဖြစ်တယ်ပဲကျွန်တော်တောင်းမနေဘောနော်ကျွန်တော်ကျွန်တော်ရဲ့ပေါ်ဆောင်ကိုကျွန်တော်ရဲ့တုံးချမှုကကျွန်တော်လင်းလိုက်တဲ့အမိအားတော်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 တော့တောင်းပန်ပါတယ်အဲ့တော့ဒီကတောင်းပန်မှာကျွန်တော်ဖွင့်ပေးပါနေနေတို့ကလည်းပြင်ပေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နဲ့လည်းဆိုင်ပါအောင်ကျွန်တော်ပေါ်ရလိုက်တာဖြစ်ပေတော့ဘောနော်အခုလုံးလည်းတောင်းပန်ပါတယ်